ဆိတ်တော့ရင်အထာကြတဲ့ပုံတူပုံအင်တာနက်မှာဒါမှမဟုတ်ရင်အနည်းနာကလူတွေမှာယူနေပါပါလိုက်တော့ဖို့ကကျန်စုနေပြီလားအဲ့ဒါဆိုရင်ဖိတ်ပါပါရေးပါဝင်နေလဲဆိုတော့ကိုတိပီပီလားတကယ်ပဲဆိတ်လိုက်အစားထိုးလားဒါမှမဟုတ်ရင်ဆိတ်လိုက်ထက်ဆိုင်ပူကျမ်းပါတဲ့အစားထိုးတစ်ခုလား Fake juice ဆိုရင်အတိအနက်အမျိုးမျိုးနဲ့ရောင်းကြတယ် အနံ့ကတော့မွေးနေတယ်တကယ်တမ်းတော့မသေးသေးဖြက်စေးပေါင်းသစေးခြေချုပ်စေးအိမ်ဆက်ဖြန်းစေးတွေမှာပါတဲ့ပေါင်းပစ္စည်းတွေကိုရှူဆိုင်နေတာပါဥပမာအနေနဲ့ပြောရရင်အတွေ့အများကမီကယ်တွေရတော့ formaldehyde ဒါကကျန်းတိုက်ဆေးမှာအတွေ့ရများတဲ့ကမီကယ်ပါ acrolein အင်းဆက်ဖြန်းစေးလေးမှာတွေ့ရပြီးအဆုတ်နိုင်ငံလေးကိုပျက်စီးစေပါတယ် propylene glycol ဒါကလည်းချက်လုပ်ထားတဲ့အရင်ဖြစ်ပြီးအပူပေးပြီးရှူရှိုင်းလိုက်ရင်ပန်းနိုင်ရင်ချက်ကိုကိုရှင်းစေပါတယ်နောက်ခုကတော့ arsenic to nickel လို့မျိုးတတ်တုတ်တတ်တွေလည်းပါဝင်ပြီးကင်ဆာရောဂါဖြစ်စေနိုင်ပါတယ် lead ဆိုရင်ခွင့်ကြိုးခါစားအောင်နောက်ကိုပျက်စီးစေနိုင်ပါတယ် ရှူလိုက်ရင်တော့ငွေတိတ်တိတ်ပေါ့လေ flavor တွေထည့်ထားတာဆိုတော့ဒီ flavor တွေကပုံမှန်ဆိုရင်စားရင်တောက်ရင် anti နဲ့မရှိပေမဲ့ရှူဖို့တော့မသိတော့ပါဘူးပြီးတော့ဘာပါဝင်လဲဆိုတာကိုတေချာပွင့်လင်းစွာလေဗယ်မထိုးထားတဲ့အတွက်ဘာတွေရှူရှိုင်းနေလဲဆိုတာကိုမသိနိုင်ပါဘူး Nicotine free လို့လေဗယ်တက်ထားတဲ့ e-cigarette တွေမှာတော့ nicotine ပါနေတာကိုတွေ့ရနိုင်ပါတယ် နီကိုတင်ကလည်းတကယ်ကိုစွဲစီတာပါ။ဒါကြောင့်ဖြတ်ဖို့ကတကယ်လိမ့်ခတ်ပါလေ။ဆေးလိမ့်မတောက်တဲ့သူက A secret တောက်လို့ရှိတယ်။နောက်ပိုင်းဆေးလိမ့်တောက်ဖို့အခွင့်အရေးသုံးစားတတ်ပါပါလေ။အဲ့လိုစွဲဖို့ကလည်းအရန်အကြာကြီးတောက်တော့ဆရာမလို့ပါဘူး။နီကိုတင်ကစွဲစီရတခုတည်းဝင်မဟုတ်ပဲနှလုံးပေါ်လည်းထိခိုက်စေနိုင်တယ်စိတ်ဓာတ်တွေတက်တာတွေကျလာတွေလည်းဖြစ်စေနိုင်တယ်အုံနောက်ခွင့်မျိုးမှုကိုလည်းထိခိုက်နိုင်တယ် အသက်25နှစ်အောက်ဆိုရင်ပိုအောင်စိုးစေးရပေါ့ဒါကြောင့်ကြောက်စရာပါ faith ကိုဆွဲနေပြီဆိုတာဘယ်လိုသိနိုင်လဲ faith မတော့ရရင် စိတ်တွေစက်နေလားစိတ်တွေကြမ်းနေလားဒါမှမဟုတ်အရင်ကိုတောက်ချင်တဲ့စိတ်တွေဖြစ်နေလားအာယုံစူးစမ်းရတာခံနေလားအိညာခံနေလားဒီလက္ခဏာတွေရှိနေတော့ဆွဲနေပါပြီအဲ့တော့ဖြတ်ချင်ပါ ဖြတ်တဲ့နေလိုက်လို့ပေါ်မပြောပြခင်ချက်လိုက်ရင်ဘာအကျိုးကျေးဇူးတွေခံစားရမလဲဆိုတာကိုပြောပြချင်ပြီးတယ်။ကိုယ်လည်းပတ်မှုကောင်းလာမယ်အသက်ရှူရတာကောင်းလာမယ်အနက်ခံအာရုံတွေလည်းကောင်းလာမယ်ခုခံအားတွေကောင်းလာမယ်စိတ်ခံစားချက်တွေလည်းကောင်းလာနိုင်မယ်ရှင်ရှင်ကျမရဲ့အတွက်ဆိုအဆုတ်ကင်ဆာတွေရဲ့ဖြစ်ပေါ်မှုတွေကိုလည်း short ချစေနိုင်လိမ့်မယ်။ဘောက်ခွာတော့ပစံပုံမကုန်တော့ဘူးပေါ့လေ နောက်ဆုံးချက်ကတော့ကိုယ်တွေမဟုတ် ကို့အနည်းနာမှလူတွေရဲ့အဆုတ်ကျမ်းမှရေကိုပါဂရုစိုက်ရကြတယ်။လူသားစုတွေမိတ်ဆွေတွေခွေးလေးတွေကြောင်လေးတွေကအဆပါ။ဖြတ်ရခလာဆိုခတ်တာပေါ့။တစ်ချိန်တည်းနဲ့တော့အောင်မြင်ချင်မှအောင်မြင်တယ်။ဖြတ်တဲ့နည်းလေးကလည်းအမျိုးမျိုးရှိတယ်။ကမှုတတကြီးလို့ခေါ်တဲ့ဒီကနေနဲ့ဖြတ်တယ် အာဘသူအခုငွေစေးဝါအခုမမရှိဘဲနဲ့တိတ်ကနေနဲ့ထက်တာဒါကတော့တချို့လူအတွက်လည်းအလောက်ဖြစ်တယ်ဒါပေမဲ့အခုညီယူရတာလည်းရှက်စရာမဟုတ်ဘူးနော်ပုံမှန်အနေနဲ့ပြောလို့ဆိုရင်ကိုမတော်ဘူးတဲ့နေအတူတူသွားရင်မှန်တော့မလားနေနေသွားရင်ပုံသီးရအောင်လားပေါ့နော်ဒုတိယတစ်ခုကတော့ getting back လို့ခေါ်တယ်အာဘယ်နေ့တော့နောက်ဆုံးတောက်မယ်လို့ရက်ကိုသတ်မှတ်ပြီးတော့ဒီနေ့နည်းနည်းစီဖြတ်သွားတာမျိုးပေါ့ တတိယတစ်ခုကတော့နီကိုတင်အစာတို့သရပီသူကတော့နီကိုတင်တော့ပါတယ်ဒါပေမဲ့ safe liquid တွေမှာတော့လိုမျိုးဟိုဘာမှမသိတဲ့ chemical တွေပါတာမျိုးမဟုတ်တော့တာမျိုးပေါ့နော်ဒါကတော့ဟို withdrawal symptoms လို့ခေါ်တဲ့ထက်တဲ့အခါဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုပတ်တာစီလေနောက်ဆုံးတစ်ခုကတော့ဆေးဝါးကိုယူလို့ရတယ်ဒါပေမဲ့ဒါဟာလူတိုင်းအတွက်မဟုတ်ဘူးဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်ရတဲ့အော်ပရှင်မျိုးပါ ဖြစ်ချင်းမှာဘာတွေခံစားရမလဲဘယ်လိုကြောဖြတ်ရမလဲဆိုတာလည်းနည်းနည်းလေးပြပြချင်ပါတယ်။အရန်ပိုက်စာတာမျိုးဖြစ်လာနိုင်တယ်။အဲဒါဆိုရင်အဲကောင်းတဲ့ snack လေးတွေ how to ဖြစ်တဲ့ snack လေးတွေစာပေါ့နော်။ပြောင်း craving ဖြစ်မဲ့စားလောင်းပဲမနေနိုင်ဖြစ်မဲ့အာလက်က e secret ကိုလှမ်းယူလိုက်ခြင်းနဲ့ဆိုပြီးအဲ့လိုမျိုးဖြစ်တယ်။အဲအဲ့လိုမျိုးဆိုရင်ပါဇနာအစ် ဒါတော့ဖြစ်ပေါ့နော်ဒါမှမဟုတ် video game ဆိုရတဲ့ဖြစ်ဖြစ်အ snack တစ်ခုခုဝါနေတာမျိုးဖြစ်ဖြစ်အစာထိုးလုပ်ကြည့်ချင်တာအဲ့ရခက်မယ်အာဒါဆိုရင်ကောင်းမွန်တဲ့အဲ့ရဝင်လေးချားလေးလုပ်ကြည့်ချင်တာအဲ့ရမဝင်ခင်တနားရီအလို့ဆိုရင်ဖုန်းမတုံးတော့တာမျိုး TV မကြည့်တော့တာမျိုး အဲဒီတော့နေတိုင်းအချိန်မှအိပ်ရလာမျိုးပေါ့နော်။ဒီမအိပ်ခင်ရေနေနေလုံးနဲ့ချိုးရမှာပေါ့။နောက်ကတော့တို့နည်းနည်းလေးတစ်ခါတော့တောက်လိုက်တာမျိုးပြလာလေ။အာအခုဖြစ်နိုင်ပါတယ်။အာလောက်ချင်တဲ့ကိုင်းချင်းဖြစ်လာတာမျိုး energy တိတ်ရှိတာမျိုးဖြစ်ရင်ပြင်ထွက်ပြီးကိုယ်လက်လောက်ရှာအားစားလုပ်တာမျိုးစူးစမ်းကြည့်ပါ။အင်းပြောရတော့လေလောရခက်တယ်ဆိုတော့ဒီပါလေ။စိတ်တွေကြာလာတာတွေ အတတ်တာတွေလည်းဖြစ်တတ်ပါတယ်ပေါ်လာတဲ့အတွင်းတွေကိုခြိုက်ရိုက်တာမျိုးတရားထိုင်ကြည့်တာမျိုးလုပ်ကြည့်ချင်ပါသားချင်းတို့လိုမျိုးတွေလည်းဖြစ်တတ်တယ်ဒါပုံမှန်ပါပဲအဲ့ခါကျရင်အနာရှင်ရေများများတောက်ကြည့်ပါတပတ်နေလို့မှမတတ်တာရင်တော့ဆရာဝန်ပြတင်ပါတယ် ဒီဗီဒီယိုမှာပါဝင်တဲ့ challenge တွေကို Australia ရဲ့ Vaping Expo ဆိုတဲ့ website ကနေပြီးတော့ကိုးကားထားဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအချိန်ပေးကြခြင်းအဖြစ်တွေးစရာတစ်ခုလေးပေါ်သွားရဲ့ဆိုရင်ကိုပဲကျေနပ်မိပါတယ်အားလုံးပဲတတ်တာ